။ဦးဝဲတို့တော့မင်းသားမင်းမီးတယောက်ဖြစ်လာဖို့အတွက်အများခက်ခဲပါတယ်။ဝါသနာရင်းခံတဲ့အချိန်တွေအများကြီးပေးပြီးဇွဲကြီးကြီးနဲ့စ조사နိုင်လို့မှသာအများလက်ခံတဲ့တရုပ်ဆောင်တယောက်ဖြစ်လာတာပါ။ခု2025မှာဒီຢာရီအားလုံးကပြောင်းလဲသွားပါပြီ။အာရင်းနှုံးကတော့ကျမတို့စီမှာအာမြန်မာရုပ်ရှင်နှစ်နာရီဇာတွေဟာအပြသေးတာဖြစ်တယ်။ရုပ်ရှင်ပွဲတော်တွေမှာအပြအပြလေးရှိတယ်။တချို့ရုပ်ရှင်တွေပဲတိတ်ကွနဲပါတယ်။ ပြိုင်ပွဲဝင်တာပေါ့ကျမကတော့ကျမရဲ့မိတ္တာတော့ကဆိုတော့ပြိုင်ပွဲဝင်တယ်ကျမအပြိုင်ဝင်ရတာကိုကြိုက်တယ်အဲ့တော့အပြအပြင်ကမှအပြိုင်ကိုဝင်နိုင်မှုအတွက်ပြီးတော့ short film လေးအတွက်ရည်ရွယ်ပြီးတော့လုပ်တဲ့ program လေးဖြစ်တယ်ပေါ့နော်ဒီအခမ်းအနားတော့လေကျမရဲ့ dream တစ်ခုကိုတွေ့ရတာပေါ့နော် ကျွန်မလွန်ခဲ့တဲ့အနှစ်20ခန့်ကနေမြန်မာပြည်မှာ mainstream media အပြင်ကိုမှ independence filmmakers platform တခုကိုလည်းပဲကျွန်မတီးဆောက်ချင်ပါတယ်။ Now filmmaker young filmmaker လို့ခေါ်ရငယ်တဲ့ပေါ့နော် filmmakers တွေကိုလည်းပဲ 10-20-70 theory အတိုင်းတက်စေခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့10%ဖြစ်တဲ့ do say don't say စီးမြင်းနေစီးကန်းနေကိုသိမှသူကကျင့်ဝတ်ကိုသိမှာလေ။အဲ့တော့ကျင့်ဝတ်ကိုသိလာခဲ့တဲ့အာမျိုးဆက်တစ်ခုကိုပေါ့နော်ညှော်လင့်ကျွန်မထုတ်လုပ်မှုအတွက်ဆိုပြီးတော့အာအပြင် စကူတွေတည်ထောင်ဖို့အားပေးတယ် private school တွေကနေပြီးတော့လဲစာသင်ကျမရည်ရွယ်မှုတက်ကသူမှာလဲဌာနရှိရောအဲ့ဌာနမှာလဲကျမအပ်ပါမောက်ခအနေနဲ့စာသင်ပါတယ်အဒီလိုသင်ရင်းနဲ့ပေါ့ ငယ်ရွယ်တဲ့ fresh ဖြစ်တဲ့ရုပ်ရှင်ထုတ်လုပ်တဲ့သူလေးတွေ content maker လို့ခေါ်တဲ့ဇလံများကိုထုတ်လုပ်တဲ့သူများဖြစ်အောင်လို့ဆိုပြီးတော့စ조사ခဲ့ပါတယ်။ဒါကြောင့်မလို့ထုတ်လုပ်မှုကဏ္ဍမှာတော့လေတော်တော်စိတ်ချသလောက်ရှိရုံ။ဒါပေမဲ့ကျမတို့ကထုတ်တိုင်းထုတ်တိုင်းလည်းပဲဟိုကိုယ့်ရင်ထဲကိုတင်ထားလို့မရအောင်လေအများပြည်သူပြည့်မြင်အောင်ပြရမှာဖြစ်တာပေါ့။အဲ့တော့အဲ streaming platform ကလည်းပဲလိုတယ်။အာကျမတို့ ရှင်ပေါ့ဇလန်းရုပ်ရှင်များကိုပြတာတဲ့အခါကျရင်ရုပ်ရှင်ယုံမှာပြမယ်ရုပ်ရှင်ယုံကိုလူတွေကလာကြည့်ရမယ်ပေါ့နော်အခုဟာရုပ်ရှင်ယုံကိုလူလာကြည့်တာတယ်လူရှိတဲ့စီကိုကိုယ် content ကသွားမှရမယ်လीအဲ့တော့ကိုယ် content ကြီးရအောင်ဆိုလို့ရှင်တော့ online platform တစ်ခုလိုပါတယ်အဲ့ဒါအတွက်ဒီကနေ high tune ကနေပြီးတော့မှာအဲကျေးဇူးလည်းပဲတင်ပါတယ် now ကျမတို့အာရုပ်ရှင်တွေမှာလုံးမဲ့အာထုတ် ေးတွေ ਆ လေအကျမတို့ဇလန်းတွေကိုနိုင်ငံတကာရဲ့မျက်စီထဲမှာမြင်အောင်ဝင်အောင်ပြောရတာပူလို့ရဲ how to tell your story ပေါ့နော်အဲ့ဒါအတွက်လဲကျမဟိုမြမပြည်အနှံ့မှာပဲဒီ story telling art of story telling ဆိုတဲ့သင်တန်းတစ်ခုကိုလည်းပဲဟိုပေးပါတယ်အခုတိုင်းဆိုလို့ရှိရင်တော့ clay တွေမှာအာပြောပြစရာဇလန်းတွေလည်းအများကြီးရှိတယ်အာဒါပေမဲ့လို့ နှစ်နာရီကြာရုပ်ရှင်ဖြစ်နေဖန်တီးတာတဲ့စာလုံးရှိမဲ့အတွက်ကလည်းအာလိုအပ်တယ်လို့ထင်ပါတယ်ဒါကြောင့်မလို့ဒီ platform မှာ short film တွေအတွက်ဖြစ်ပါတယ်အဲ့တော့ဟိုလွန်ခဲ့တဲ့အနည်း20လောက်တုန်းကတော့နိုင်ငံသားသားပညာရှင်များကိုလည်းပြည်တွင်းကိုခေါ်ရတယ်ပြည်တွင်းကနေပြီးတော့လည်းပြပကိုကိုကလေးတွေကိုလည်းစာသင်မှုအတွက်ဆိုပြီးတော့သင်တန်းတွေကိုလည်းပဲလွှတ်ရတာရှိရ လွတ်လာပြီးသွားတဲ့အခါကျရင်သူ pitching ဆိုတဲ့ပြိုင်ပွဲလေးတစ်ခုကိုဝင်ရတယ်။သူကအဲ့ဒီပြိုင်ပွဲမှာဟိုကိုပြောချင်တဲ့ဇလံလေးကိုပေါ့နော်ပြောပြတတ်အောင်ဆိုကျွန်မ pitching ကိုလည်းပဲသင်ပါတယ်။ဆယ်နှစ်ကျော်နေပြီသင်လာတာ။အဲ့တော့အခုဒီပွဲဟာ Cine Craft မှာအာကိုရေးချင်တဲ့ အဝတ္ထုကိုဇလန်းကိုကိုရေးမယ်ပြီးရင်ကျမတို့စီမှာ pitch လုပ်မယ်လုပ်တဲ့ခါကြလို့ရှိရင် jury လူကြီးတွေရှိမှာပေါ့နော် international expatriate လည်းပါမယ်နောက်ပြည်တွင်းက expatriate လည်းပါမယ်အဲ့လိုမျိုးနဲ့ရွေးမယ်ရွေးလို့ရတဲ့ဇလန်းကို sini craft ကနေရော scholarship လို့ဟာမျိုး grant program လို့ဟာမျိုးတွေလည်းထုတ်ပေးမှာဖြစ်တယ်အဲ့တော့ grant က30တို့30တို့ဒါမျိုးတွေကိုထုတ်ပေးလိုက်လို့ရှိရင် ထုတ်ပေးလာတဲ့ grant နဲ့ဒီ story ကိုရိုက်ရမှာဖြစ်တယ်ကျွန်တော်တို့ဟိုရဲ Switzerland က Open Door Lab မှာဆိုလို့ရှိရင်တော့ grant တစ်ခါထုတ်ပေးပြီးသွားလို့ရှိရင်၃နှစ်တွင်ကားဖြစ်အောင်ရိုက်ရတာပေါ့နော်ကျွန်တော်တို့ဒီမှာလည်းသတ်မှတ်ချက်တော့ရှိမှာပဲအဲ့တော့ဖြစ်လာတယ်ကားထွက်လာတယ်ပြမယ်ပြပြီးသွားလို့မှအာပြိုင်ပွဲဝင်ဖို့အတွက်ကိုအစင်တန်းမိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Short Film Festival ကိုဝင်ပေးမှာဖြစ်ပါတယ်ပြီးသွားတော့ဒီမှာ show လည်းပဲပါတယ် အခုနောက်ပိုင်းမှာရုပ်ရှင်တင်မှမဟုတ်တော့ဘူးနှစ်နာရီ content မှာမဟုတ်ဘူးဒီလို show တွေမှာကိုလည်းပဲအပြည်ပြည်ဆိုင်ရာနေတော့ပွဲတွေမှာအဆုတွေပေးတာတွေရှိရလေအဲ့တော့အဲ့ဒီဆုတွေအတွက်လည်းပဲရည်ရွယ်ပါတယ်ဒီဘက်ကမြန်မာပြည်ကထုတ်တဲ့ show တွေလည်းပဲပြိုင်ပွဲဝင်နိုင်အောင်ပေါ့အဲ့တော့ကျမတို့အားလုံးဒီလို platform တစ်ခုစလုံးကိုပေါ့နော်အလောကရက်အနှစ်20ရာနေစိတ်ကူးရင်လာခဲ့တာအကောင့်ထဲပေါ်သွားပြီလို့ယူဆပါတယ်ဒီရဲ့ဒီ ရှေ့ကိုရွေးနိုင်မှုအတွက်ကတော့ပါလာတဲ့လူတွေရဲ့အာပင်ကိုစွမ်းရည်နဲ့လည်းမူတည်ရဲ့ဘေးရလူတွေရဲ့ guideline နဲ့လည်းပဲအာမူတည်ပါတယ် AES ဆိုပါတော့အများကြီး academic ဟိုစာ chemical စေးတွေထုတ်ထားပြီးသားဖြစ်ပါတယ်အဲ့တော့မျှော်လင့်ပါတယ်အာဖြစ်လာလိမ့်မယ်လို့